ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခု Liverpool အသင်းကအခုတေချာပေါက်ကွင်းလေခန်းစစ်တယောက်တိုက်စစ်တယောက်ခုံယူသွားနိုင်ွေရှိတယ်အာလဆနာအိဆက်ရဲ့အပြောင်းရွှေ့ကသူတို့တို့ကနည်းနည်းလေး pricey ဖြစ်နေတဲ့အချက်ကြောင့် maybe window ရဲ့နောက်ပိုင်း transfer အပိတ်လောက်မှာပဲဖြစ်ကောင်းဖြစ်နိုင်ပွဲရှိပေမဲ့အခုလောလောဆယ်အနေထားရ သူတို့ဘက်ကအခု Jeremy Frimpong ရဲ့ Carcass ရဲ့ now Florian Vasquez ရဲ့ပထမ 3D ကိုပဲသူတို့အပြီးသတ်လုပ်ပြီ။ So အဲ့ပြီးသွားပြီဆိုရင်ရောင်းသိရောင်းထိုက်တဲ့ကစားသမားတွေဒီတစ်ပတ်တွင်းလုပ်မယ်။ So အခု club ဘက်ကအယောင်းနေတဲ့မှာ Darwin Nunez ကို Napoli ကိုရောင်းနေတယ်။ Napoli ကို Liverpool က80လောက်တောင်းနေတယ်။ Napoli က80ပေးကိုမပေးဘူး။90တောင်သူတို့ maximum အဲ့ဒါတော့ Adon Parma ID ကိုသူတို့ရောင်းနေတယ်ခေးစားအထွက်ကိုသူတို့ကြည့်တယ်ဒီကြားထဲမှာလက်ပိုင်းတွေမှာပဲလပဘူးကအခုသူတို့အထွက်သွားတဲ့ထဲမှာနှစ်ယောက်ရှိတာဗောလေကိုသမားခေလာဟာနဲ့တစ်ဖက်က Jared Consage ခေလာဟာကတော့16သန်းပဲရပြီးတော့ Consage က35သန်း package နဲ့ဒါပေမဲ့ပြန်ပြီးတော့ buy back option ထည့်ထားတယ်ကိုသမားကသူတို့ကမမဒက်ရှ်ဘီလီကိုပြီးခဲ့နှစ်ကခေါ်ထားတဲ့အတွက်ဒီကိုသမားကဒီ Alison Becker နဲ့နံပါတ်1တရားလူရမယ်ဆိုတော့ ကိုသမားအသေးရောက်ပြီးကိုသမားတယောက်ထွက်တယ်ကိုသမားအသေးရောက်ပြီး right back ထွက်တယ် right back တယောက်ပြန်ဝင်တယ်ပြီးတော့နံပါတ်10ရိုးကအရင်တုန်းကမရှိဘူးအခုခေါ်လိုက်ပြီးပြီးတော့မှအဲ့ left back မှာခြေစွမ်းကြအသက်ကြီးလာတဲ့ Andy Robinson စင်ပီကတ်နေရာမှာအစားထိုးတယ် so everything က perfect ပဲလူငယ်တွေကိုလူကြီးတွေကနေလူငယ်တွေကို upgrade လုပ်လိုက်တယ်ပိုကောင်းတဲ့အသင်းကိုဖန်တီးထားတယ်ဆိုတော့တိုက်ရှင်းအစုအဖွဲ့ဘယ်သူဖြစ်မလဲသူတို့လိုချင်တဲ့ကစားမားတွေမှာ I Tran Frampat ရဲ့ဒီဘယ်လိုပြောမလဲ Hugo Akitike ကတန်တရာဆိုတော့သူတို့အများများတယ် Goncalo Ramos က60 90တော့ဖြစ်နိုင်တယ် Liverpool က striker ကိုနည်းနည်းလေးကြီးနေချိန်မှာလက်ရှိမှာ center back ကလည်း Markey Markey က Christian Bailey ကိုပြောပြီးသားသူစာချုပ်တတ်တာမတိုးဘူးအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်မယ်မဟုတ်ဘူးဆိုရင်သူပြောင်းခြင်းတဲ့အသင်းကိုပြောင်းဖို့ရမယ်ဒါမဲ့လည်းအဲ့ပြောင်းခြင်းတဲ့အသင်းကလည်းလေပါဘူးပဲအဲ့ဒါမဲ့အဲ့လေပါဘူးကလည်းအာနီစလော့ကသူ ာမီဆော့ရှင်ကလည်းသူက guarantee ပွဲထွက်ခွင့်ရမှာပြောင်းပါဆိုတော့25နှစ်နီပါ24ရှိတဲ့မာကေဟီကချယ်ဆီရဲ့ target ဖြစ်တယ်ထော့တနမ်ရဲ့ target ဖြစ်တည်တိုင်အောင်လီဗာပူးမှလီဗာပူးဖြစ်တယ်ဒါပေမဲ့ပြဿနာကအာနီစလော့က first choice ဖြစ်ပြီးပါမလားဆိုတော့လီဗာပူးမှ potential ရသူတို့အတွက်ခေါင်းစားစရာကမနစ်က Trent ရော Salah ရော Van Dijk ရောကြုံတွေ့ရတဲ့ကုန်တဲ့နိုင် now Ibrahima Kanate ရဲ့ contract ပြဿနာဖြစ် အသက်25နှစ်26တဲ့ဝင်လာပြီခနာတီကအမနိုင်ပြောရင်တော့ပြင်သစ်လေဝင်းစင်အသင်းမှာသူနဲ့ဆလီဘာက first strike ကစားမှဖြစ်တယ်ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာအကောင်းဆုံးပုံစံဖြစ်တယ်နောက် Virgil van Dijk နဲ့ကစားပြီးတဲ့အချိန်မှာသူဟာတကယ်ကို top top world class အဆင့်ရှိတဲ့ center back တစ်ယောက်ဖြစ်ပြောင်းလဲလာပြီဒါပေမဲ့ပြဿနာကခနာတီရဲ့ contract ကတစ်နှစ်ပဲကျန်တယ်ဆိုတော့ Ibrahim ခနာတီက27 July မှာ RB Leipzig ကနေရောက်လာတယ်26မှာကုန်မယ် သူ့ရဲ့တနည်းပြောင်းလောက်ခလာစာကခနာတိကပေါင်9.2တန်းပဲရှိတယ်လီဗာပူးအသင်းမှာအသင်းကောင်းဆောင်ဗန်ဒိုက်အရင်တော့ကလောက်ခလာစာတပတ်ကို2သိန်းကျော်ပဲရတယ်ကွန်ထရက်အသင်းမှာသူကလောလောဆယ်အနေထားရ officially confirm တော့မဖြစ်သေးဘူးဒါပေမဲ့ up to 300 ठी ရှိတယ်ဆိုတော့နသိန်းလေးတောင်းကနေ3သိန်း similar အထိရှိပြီးတော့ van dyke ရဲ့တနစ်လောက်ခလာစာက16တန်းနဲ့18တန်းကြားရှိတယ်တနစ်ကို မိုဆာလက်ကလီဗာပူးရဲ့မရှိမဖြစ်ကစားမဖြစ်တယ်သူရဲ့တနစ်လောက်ခလာစားက3သိန်းခွဲကနေ up to 4သိန်းထိရှိမယ်တနစ်ကို20တန်နေပါရှိတယ်အဲ့နေရာမှာအခုအသင်းပြောင်းကထွက်သွားတဲ့ Trent Alexander Arnold က3သိန်း8000ရတယ်သူမရှိတော့ဘူးသူရဲ့အောက်မှာ Andy Robinson 3သိန်း6000ရတယ် Alexis Maclasa 3သိန်းခွဲကိုသမားတွေက Alexis Back က3သိန်းခွဲ Ryan Gravenbush 3သိန်းခွဲနဲ့ Federico Chiesa 3သိန်းခွဲ Diego Jota Darwin Nunez တယောက်ကိုတသိန်း၄000နဲ့ဒါဂက်ပူကတသိန်း1000ဆပ်ပိုဆိုင်ကတသိန်း1000အဲ့ဒါကတသိန်းကျော်ရတဲ့ကစားသမားတွေဆိုအဲ့ထဲမှာခီးစားထွက်မယ်နောက်ခုနပြောတဲ့အန်တီရိုဘင်ဆင်ထွက်ဖို့များတယ် train trap သွားပြီဆိုအဲ့နေရာမှာခနာတည်းရဲ့ contract ကလစားတပတ်ကို9000ပဲရတယ်ဆိုတော့ तू ကလည်း तू ပြန်ကြည့်တာပေါ့လေဂျိုကိုမက သူ့ထပ်ပူရတယ် ကက်ပိုနူညက်ဂျူတာခီဇာဂရမ်ဘက်ဘလက်စစ်မက်ဂလာဆာအန်ဒီရောဘစ်ထားပါတော့သူတက်ပေါ်ရတဲ့သူတွေက first strike သားမတွေကြီးပဲဆိုတော့သူကဒါ Leipzig က27မှာပြောင်းထားတဲ့ contract အဟောင်းဒါပေမဲ့အဲ့ contract အသစ်မှာသူကတပတ်ကို2သိန်းလိုချင် Liverpool က Van Dijk နဲ့ Salah ပြီးရင်2သိန်းတယောက်မှမရှိဘူးအကုန်လုံးက3သိန်းပဲရှိတယ်3သိန်းပဲရှိတော့သူတို့ကလည်း Andy Robertson တယောက်တည်း3သိန်း6သူတို့ကလည်းဘယ်သူမှမပေးချင်ဘူး မပေးချင်တော့လီဗာပူးကခနာတီရဲ့ contract ကိုသူတောင်းတဲ့2သိန်းကိုမပေးဘဲနဲ့သူတို့က6000နဲ့3သိန်း maximum ထိပဲပေးမယ်ဆိုခနာတီကအဲ့ contract ကိုပယ်ချလိုက်တယ်ပယ်ချတယ်သူ့ဘက်ကလီဗာပူးဘက်ကသူ့လိုချင်တဲ့ amount မရရင်စိတ်ဝင်စားဘူး contract ကိုပယ်ချတော့လီဗာပူးအသင်းရဲ့အခြေအနေကိုစောင့်နေတယ်လီဗာပူးရဲ့အခက်ကိုစောင့်နေမက်ဒရစ်ကတောင်းရှိသူတွေကအီဘရာဟီမခနာတီကိုချဉ်ကပ်ပြီးတော့ okay contract မချုပ်နဲ့6လလောက်ပဲဆက်နေ နောက်6လမှာ January မှာငါတို့ pre contract ချုပ်မယ် Real Madrid ကိုလာခဲ့အနည်းဆုံး Euro 2သိန်းခွဲရမယ်ခနာတီကိုသူတို့ free နဲ့ခေါ်ဖို့ဆိုတော့အဲ Liverpool ကအခုလက်ရှိမှာတကယ်လို့ခနာတီ contract အဆင်မပြေဘူးဆိုရင် Marquez ကိုသူတို့ခေါ်ရမယ်ဆိုတော့ Marquez ကိုခေါ်ရင်တေးကြတယ်ခနာတီလို9000နဲ့မရဘူးအနည်းဆုံးပြပြောင်းရွှေ့ခြေကတန်း40 50ပေးရမယ် ဲ့ဒီမှာနောက်ဆက်တွဲအနေနဲ့ကစားမတစ်ယောက်ကစားမအစ်စ်ဆိုရင်အနည်းဆုံးတော့တသိန်းခွဲတော့ပေးရတာပဲတသိန်းခွဲနှစ်သိန်းကြားပေးမယ်ဆိုခနာတီကိုလေပေါ့ကကျွန်တော်ပြောချင်တာကပြတသိန်းခွဲတသိန်း၈၀၀၀လောက်တော့တသိန်း၆၀၀၀လောက်တသိန်း၉၀၀၀လောက်တော့ပေးတယ်ဒါပေမဲ့သူတို့ဘလို့ strategy နဲ့လုပ်နေတော့မသိဘူးခူလောဆယ်မှာလီဗာပူးက striker နဲ့ center back လိုချင်တယ်ခနာတီက contract ညင်းထားပြီးတော့လက်ရှိနေထားရတခြားထွက်မဲ့သူတွေအားလုံးဒီတစ်ပတ်တွင်းဆုံးဖြတ်မှာဖြစ်ပေမဲ့ ဣဗြိုင်မှာခနာတီကိုရေမတွေ့ကတော့စပြီးတော့ knock out လုပ်ပြီးတော့စပြီးတော့ knock လုပ်ပြီးတော့ confirm ဖြစ်ပြီးတော့ခေါ်ဖို့ကြိုးပမ်းနေချိန်မှာလီဗာပူးရဲ့ပထမ contract ကိုပယ်ချလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်